Hello မင်္ဂလာပါရှင်။ကျွန်တော်ဆွေးနွေးပေးနေတယ်။ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးလောင်ခိုင်မာလောင်တိုးတက်လောင်ကလေးတွေကိုအဲပြုစုပြောင်းပေးကြရမယ်နော်။ဆောင်ရွက်ပေးကြရမယ်အကြောင်းအရာလေးကိုဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါလေရှင်။ Building Resilient ဘီအဲအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ယနေ့ဆွေးနွေးမယ့်ကြာဟာ ပြုစုဆောင်ရှောက်တဲ့သူတွေအမျိုးမျိုးရှိရဲ။ဒါကြောင့်ကလေးရဲ့ယဉ်ကျေးတွယ်တာမှုတွေကလည်းအမျိုးမျိုးပုံစံမျိုးမျိုးရှိနေနိုင်တယ်။ဒါကြောင့်ပြုစုဆောင်ရှောက်တဲ့သူအမျိုးမျိုးပေါ်မှာကလေးရဲ့ယဉ်ကျေးတွယ်တာမှုတွေကလည်းပဲအဲပုံစံအမျိုးမျိုးရှိနေကြတယ်။ကလေးတွေဟာတဲ့မိဘဆွေမျိုးတွေရောဆွေမျိုးမဟုတ်တဲ့သူတွေကပြုစုဆောင်ရှောက်မှုတွေကိုခံယူကြရတယ်။အဲအဲ့လိုခံယူကြရတဲ့အခါမှာသူခံယူရရတဲ့ပြုစုဆောင်ရှောက်မှုပုံစံအမျိုးမျိုးတွေနဲ့အဲ အမျိုးမျိုးပေါ်မှာပူတည်ပြီးတော့ပေါ့နော်ခိုင်မာတဲ့ယင်းဤတွေ့တာမှုတွေတန်ရောစင်တွေကိုတိဆောက်ကြခြင်းနဲ့ဖြစ်တယ်။အဲ့တော့မိခင်နဲ့ကလေးနဲ့ယင်းဤတွေ့တာမှုတွေချစ်ချင်းမေတ္တာတွေတိဆောက်ကြတယ်။အဲ့လိုပဲဖခင်နဲ့ဘိုးဘွားတွေအဲနောက်တစ်ခါမိမိရဲ့သူ့ကိုစောင့်ရှောက်ပေးနေတဲ့ပေါ့ပြုစုစောင့်ရှောက်ပေးနေတဲ့သူတွေအဲ့လိုတွေနဲ့ပေါ့နော်သူတို့တွေဟာ ဒါပြည်သူဆောင်ရှောက်သူတွေအမျိုးမျိုးထံအနေပြီးတော့ခိုင်မာတဲ့ယင်းဤတွေ့တာမှုတန်ရောစင်တွေကိုတိဆောက်ကြတယ်တိဆောက်လဲတိဆောက်ကြတယ်ဆိုတဲ့အကြောင်းပေါ့နော်သူတို့တွေနဲ့ဆက်သွယ်မှုတွေဆောင်ရွက်ရင်းနဲ့အဲဒီလိုမျိုးပေါ့ယင်းဤတွေ့တာမှုတွေကိုတိဆောက်ကြတယ်အဲ့တိဆောက်တဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်ကျန်းကျန်းခန္ဓာကိုဆွဲရည်ဖွင့်ဖြိုးလာအောင်လေ့ကျင့်ပေးသွားကြရမှာလဲဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင်ကျမတို့အမျိုးမျိုးသောပင်ကိုယ်ဇယိုက်လက္ခဏာရှိတယ် temperament နေဒီ temperament နေအကြောင်းအလဲပဲကျမတို့ပေါ့နော်ဒါဟိုပေါ့ဒါတိရှိထားဖို့လဲလူတယ်ဒီ temperament ပေါ်မှာမူတည်ပြီးတော့အဲပြုသူတို့အဲလူတွေပေါ့နော်ကလေးတွေရဲ့အပြုအမူလေးတွေအားလဲမတူ क्वे ပြတတ်ကြတယ်အဲ့လိုမတူ क्वे ပြတတ်တာလေးတွေကိုဒါကြောင့် သိရှိရအဲပင်ကိုဇိုက်လက္ခဏာတွေတမ်ပရီမန့်နေရာလဲမျိုးမျိုးရှိတယ်ဆိုတာလေးတွေကို ကျမတို့လေ့လာထားဖို့လိုတယ်လူကြီးမိဘတွေရော ပြည်သူဆောင်ရှောက်တဲ့သူတွေရောပါเนาะဟောကျွန်တော်တို့ဒီကပါเนาะအဲတမ်ပရီမန့်တမ်ပရီမန့်ဆိုတာကျွန်တော်တို့ မွေးကလေးကပါလာတဲ့ပေါ့နော်ကလေးတွေရဲ့စိတ်နေစိတ်ထားတွေလှုပ်ဆောင်ချက်တွေပုံသဏ္ဍာန်တွေတယောက်နဲ့တယောက်မတူလေဟိုကျမတို့ကိုကျမတို့မောင်ကျမတို့မောင်နှမတွေထဲမှာဟိုပဲပေါ့နော် ကျမရဲ့ temperament နဲ့မောင်လေးရဲ့ temperament နဲ့ကမတူအပြုမှုတွေကလည်းမတူကြဘူးပေါ့နော်ဒါမျိုးတွေကိုကျမတို့ပြုစုဆောင်ရှောက်တဲ့သူတွေကလေးလာသိရှိထားဖို့လေလိုပါတယ်ရှင်ဒါကြောင့်မျိုးမျိုးသောဇယ်ပြီးကိုဇယ်လက္ခဏာတွေရှိကြတယ် အဲမွေးရပါပါလာတဲ့ဇေလက္ခဏာတွေဖြစ်တယ်စိတ်နေစိတ်ထားတွေဖြစ်တယ်လုံဆောင်ပုံတွေမတူရဘူးပေါ့နော်အဲ့ဒါကိုနားလည်ထားခြင်းအဖြစ်ဟိုကျွန်တော်တို့တို့ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာကိုပဲပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရရှိလာစေတယ်ဘာလို့လဲဆိုတော့တရားနဲ့တရားက temperament ကမတူကြဘူးမတူတဲ့အတွက်လုံဆောင်ပုံတွေမတူအဲ့တော့ကြတော့ညှိယူညှိယူဆောင်ရွက်တဲ့အခါမှာပို့ပြီးတော့ အဲကောင်းဝင်တဲ့ခြေနေတွေကိုရရှိလာစေတယ်ပေါ့နော်ဒီ temperament အကြောင်းကိုလေ့လာလိုက်ခြင်းအပြင်လူမှုပေါင်းသင်းဆက်ဆံတဲ့နေရာမှာလည်းပဲပူမှုရောကောင်းမွန်လာတယ်ပူပြီးတော့နားလည်းပေးနိုင်လာတယ်ပူပြီးတော့နားလည်းပေးနိုင်ရင်ယင်းဤတွေ့တာမှုတွေကလည်းအားကောင်းလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ကလေးတွေမှာလည်းပဲမွေးရပါစိတ်နေစိတ်ထားတွေလုံဆောင်ပုံတွေတုံ့ပြန်ပုံတွေချင်းကပ်ပုံတွေမတူညီကြဘူးတဲ့မတူညီကြတာလေးကိုကျမတို့သိရှိထားဖို့လိုတယ်ဒီမှာဆိုရင်ကျမဒီက temperament နဲ့တက်တဲ့ပြီးတော့ပေါ့ เนาะอืม तू อ่ะဘောအကျဉ်းမြင်းလေးပေါ့เนาะဒါဒီ၃မျိုးလောက်ရှိရပေါ့အဲ तू อ่ะကြာတော့မူဒီကျဲမြက်ကတရားနဲ့တရားကမွေးရပါဗီဇာတဘာဝတွေမတူညီကြဘူးအဲမတူညီကြတာလဲတခုတည်းအကြောင်းတစ်မျိုးအနေနဲ့ရှိမယ်အဲမွေးရပါမွေးကြရကိုပါလာတာလဲဖြစ်တယ်နောက်တစ်ခါအဲဒီ temperament နေရာကိုပေါ့နော်ဟိုတစ်ခါတည်ကြတော့ ပတ်ဝန်းကျင်ရပြောင်းလဲမှုကြောင့်လည်းအချိန်ကြာလာတဲ့အခါမှာပြောင်းလဲသွားတာလည်းရှိရတည်တဲ့နေရာလည်းရှိတတ်တယ် အဲနားတကပဝင်းကျင်တဲ့တဟဆာတာဖြစ်အောင်အဲမိမိရဲ့ temperament တွေကိုလည်းညှိယူပြီးတော့ပြောင်းလဲသွားတာတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ temperament တွေကိုကျွန်တော်တို့ကိုဒီပေါ့နော်ဟိုတိရှိထားဖို့လိုတယ်မတူညီဘူးဆိုတာတိရှိထားဖို့လိုတယ်ညီညီနေတတ်တဲ့ကလေးတွေရှိတယ်တော်တော်လေးလှူရှားတတ်တဲ့ကလေးတွေရှိတယ်အဲနေရည်စင်လို regular regularly ပေါ့နော်နေရည်စင်လို့ရုပ်စင်နေတဲ့ပုံမှန်ပေါ့နော်အဲဖြည်းဖြည်းမှန်မှန်လေးပဲလှုပ်တတ်တဲ့အဲ အဲလေးတာရှိတဲ့သူမျိုးတွေလည်းရှိတယ်နောက်တစ်ခါအတိတ်ကိုပေါ့နော်အဲအတိတ်ကိုအတိတ်အတိတ်တော့ဒါတွေကိုပေါ့နော် သူကတီထွင်ဖန်တီးလိုတာပေါ့နော်ချင်းကပ်ပြီးတော့အဲရှောင်ပဲမနေတတ်တဲ့နေရာသူမျိုးတွေလည်းရှိတတ်တဲ့စမ်းသစ်တီထွင်တတ်တဲ့သူမျိုးတွေပေါ့နော်အဲဒါမျိုးတွေလည်းရှိရဲနောက်ဆိုလို့ရှိရင် အခြေအနေတင်းနေပေါ့နော်သူက adaptability ဆိုပြီးတော့အခြေအနေတင်းနေစီရလိုက်လျောညီထွေအောင်နေတတ်တဲ့သူတွေလည်းရှိတယ်။နောက်တကအာယုံခံစားမှုနောက်ကိုလိုက်သွားတတ်တဲ့သူမျိုးတွေ temperament မျိုးတွေလည်းရှိတတ်တယ်။အဲပေါ့နော်တချို့ကကြတော့တုံ့ပြန်တဲ့အခါမှာအဲကျွန်တော်တကူကိုမကြည့်မ date temperament မှာပဲတကူကိုတုံ့ပြန်တဲ့ ုံစံတွေမတူရလဲရှိရတချို့ကတုံ့ပြန်တဲ့အခါမှာအဲမိမိမကြိုက်ဘူးဆိုမကြိုက်တာကိုဝုန်းကလေးပောက်ကွဲပြီးတုံ့ပြန်တချို့ကကြတော့ဖြည်းဖြည်းအေးအေးစီစီလေးနဲ့တုံ့ပြန်တယ်ပေါ့နော်ဒါမျိုးတွေကလည်းမျိုးမျိုးရှိရယ် temperament တွေကအများကြီးမျိုးမျိုးရှိတယ်ဒါကြောင့်ကျွန်တော်တို့ပေါ့နော်နေစဉ်လှုပ်ရုပ်လှုပ်စဉ်နေမှာအတွေ့ရှိလာရတဲ့ temperament တွေအမျိုးမျိုးတွေကိုပေါ့နော် ကျမတို့တိရှိထားဖို့လိုတယ်တိရှိထားမှလည်းပဲမိမိရဲ့ကလေးဟာဘယ် temperament နဲ့မှ ရှိနေတော့ဆိုတာကိုတိရှိလာရမယ်ဒါကြောင့် temperament ဆိုတာကလေးတွေရဲ့မွေးရာပါစိတ်နေစိတ်ထားပေါ့နော်အတူချုပ်ပြောလို့ရတယ်ဒါကြောင့်ဒီစိတ်နေစိတ်ထားတွေကတစ်ခုနဲ့တစ်ခုမတူညီကြဘူးမတူညီကြတဲ့ပုံမှာမူတည်ပြီးတော့ဘယ်ဘယ်အဲသူတို့တွေရဲ့ပြုမှုတွေနေထိုင်မှုတွေဆက်ဆံမှုတွေဆောင်ရွက်ပုံတွေအားလည်းမတူညီတတ်ကြဘူး ။ဒါဆိုရင်ဒီ temperament အကြောင်းအနည်းငယ်လေ့လာထားဖို့လိုတယ်။ဒါကြောင့်ဒီ temperament နေရ ကလေးတွေဟာသူတို့ရဲ့ပြုမှုပုံစံနေအဲဘယ်လိုတွေလှုပ်ဆောင်ကြတော့ပေါ့နော် hand behavior and biological factor တွေပေါ့နော်ဒါမျိုးတွေလည်းရှိနေတယ်။အဲရသူ့ရဲ့ temperament ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲပြီးတော့ပေါ့နော်ပုံသဏ္ဍာန်မတူကြဘူး။ဒါဆိုရင်အဲ့ temperament နဲ့ဆက်သွယ်ပြီးတော့ပေါ့နော်ကိုယ်ကြီးကိုယ်သေးလက္ခဏာတွေအားလည်း personality traits တွေအားလည်းရှိနေကြတယ်။လူတယောက်ဘာတွေလှုပ်တာတော့ဘာကြောင့်လှုပ်တာတော့ပေါ့။အဲဒါတွေအားလည်းသူ့ရဲ့ ဒီကိုကြီးကိုသွေးနဲ့ဆိုင်ပြီးတော့ဆောင်ရွက်ကြရတယ်။အဲ့ဒီဆောင်ရွက်ကြတာတွေဟာလည်းကျွန်တော်တို့ temperament နဲ့ဆက်ဆက်နေတယ်ပေါ့နော်။အဲကြောင့်ဒီ temperament အမျိုးမျိုးသောပင်ပင်ကိုဇဲလက္ခဏာတွေရှိတယ်။အဲ့ဒီအမျိုးမျိုးသောပင်ကိုဇဲလက္ခဏာတွေထဲမှာအဲပင်ကိုဇဲလက္ခဏာဆိုတာတဲ့ကိုကြီးကိုသွေးကိုဖြစ်ပေါ်စေတယ်။ Temperament is foundation of personality ဒီက temperament ဆိုတဲ့ပင်ကိုယ်စရိတ်လက္ခဏာတွေဟာကိုယ်ကြီးကိုယ်သွေးတွေဖြစ်ပေါ်တိုးတက်လာဖို့အတွက်အခြေခံကြတဲ့အကြောင်းအရာတွေလည်းဖြစ်တယ်။အဲ့ကလိုမျိုးပေါ့နော်ဒီ temperament တွေကိုကျွန်တော်တို့ဟိုပေါ့နော်ဒီစရိတ်လက္ခဏာတွေကိုပေါ့လေ့ကျင့်မှုတွေသင်ကြားမှုတွေနဲ့ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ကိုယ်ကြီးကိုယ်သွေးတွေဖြစ်အောင်ဆောင်ရွက်သွားကြရမယ်။ဒီ temperament ပေါ်မှာမူတည်ပြီးတော့သူ့ဘာကို temperament သူ့ရဲ့ ဇေယျလက္ခဏာတွေကဘယ်လိုရှိတာတော့ရှိတဲ့ဇေယျလက္ခဏာတွေကိုဝေဖန်သုံးသပ်ပြီးတော့မှအဲကိုယ်ကြီးကိုယ်သွေးတွေကောင်းလာအောင်အဲကိုယ်ကြီးကိုယ်သွေးတွေထဲမှာကိုပဲဒိတ်ကကျမတို့ဒီက resilience ဆိုတဲ့ ကျန်းကျန်းခံနိုင်မှုဖွံ့ဖြိုးဖို့အတွက်ကဒီ temperament အကြောင်းတွေသိရမယ်ကိုယ်ကြီးကိုယ်သွေးတွေအကြောင်းကိုသိရမယ်ဒီကိုယ်ကြီးကိုယ်သွေးတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အဲကြောင့် resilient တွေဖွံ့ဖြိုးလာအောင်လည်းလေ့ကျင့်ပေးကြရမှာလည်းဖြစ်တယ်ဒါကြောင့်ကျမတို့မှာအမျိုးမျိုးသောပင်ကိုယ်စရိုက်လက္ခဏာတွေရှိရဲဆိုတာကိုကျမတို့တွေသိရှိထားဖို့လိုအပ်တယ်ဒါကြောင့်လည်းကျမဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်အပြုအမူပုံစံတွေ အပြုအမူဆိုင်ရာပုံစံနေဒီအပြုအမူတွေကိုဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုကျမတို့လေ့လာထားကြရမယ်။တယောက်ချစ်ကလေးပေါ်မှာပေါ့နော် လေ့လာရမယ်။ကိုကြီးကိုလေးလက္ခဏာတွေကလူတယောက်အတွက်ပေါ့နော်ဘာတွေလှုပ်တော့ဘာကြောင့်လှုပ်ထားတော့ပေါ့ဒါသူ့ရဲ့ကိုကြီးကိုသူ့ရဲ့ temperament တွေပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ကြတာတွေကများတယ်။ဒါကြောင့်ကျမတို့အချုပ်အပြည့်ဆိုလို့ရှိရင် ပင်ကိုဇေယိုက်လက္ခဏာတွေကကိုယ်ဤကိုသွေးတွေရဲ့ဒါအခြေခံနေလဲဖြစ်တယ်။ဒီအရေဝကိုကျွန်တော်တို့သုံးသပ်ပြီးတော့မှသူတို့တွေကိုကျွန်တော်တို့ကြက်ကြက်ခံနိုင်မှုစွမ်းရည်တွေသူတို့တွေနဲ့ယင်းဤတွေ့တာမှုတွေရအားကောင်းလာပြီးတော့ကြက်ကြက်ခံနိုင်မှုစွမ်းရည်ဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါရဲ့ရှင်။အဲ့ဒီမှာဒီစင်ပေါ်နော်ဒီမှာဆိုရင်ဒီပုံလေးတွေကိုကြည့်ကြည့်ရလို့ရှိရင် ကလေးလေးကငိုကြွေးနေတယ်ဒီပုံလေးကိုမြင်လိုက်ရင် ကလေးလေး ငိုတယ်ပေါ့ငိုကြွေးနေကလေးငိုနေတယ်ပေါ့ဟုတ်ပြီဒါဆိုရင်မွေးကစားကလေးလေးငိုကြွေးနေတယ်ငိုနေရဆိုရင်ကလေးလေးကဘာကြောင့်ငိုတာရောကလေးငိုတာကိုမြင်ပြီဆိုရင်သူဘာကြောင့်ငိုတာရောဆိုတာကိုဝေအဲကြီးကလူကြီးမိဘတွေကအုတ်တင်းသူတွေကဝေဖန်သုံးသပ်ပြီးသူစာလို့ငိုတာလားသူနေထိုင်ရထိုင်ရတာမအီမတာဖြစ်လို့ငိုတာလားသူ့အနေနဲ့ဘလို့အဆင်မပြေဖြစ်လို့ရောသူ့မှာမလုံခြုံမှုဖြစ်လို့လား အဲ့ဒါမှမဟုတ်သူနေရတာတက်တောင့်တက်တာမရှိလို့လားသူ့အတွက်ဘာလိုအပ်ချက်တွေဖြစ်နေတာလဲပေါ့စသည်ဖြင့်ပေါ့နော်ဒီကလေးငိုနေတာလေးကိုမြင်တွေ့လိုက်ရခြင်းအပြင်သူ့ကိုဘလူတွေလှူဆောင်ပေးရမလို့ဆိုတဲ့အတွေးလေးတွေကိုရရှိလာစီမှာလည်းဖြစ်ပါလေရှင်ဒါဆိုရင်အဲ့လိုမျိုးဆွေဖြစ်နေပြီဆိုရင်မိဘနဲ့ကလေးရဲ့ကြားမှာအဲ ဆက်သွယ်ဆောင်ရွက်မှုတွေဟာလှုပ်ဆောင်ကြရတော့မယ်ဒီလိုမျိုးဆက်သွယ်ဆောင်ရွက်မှုတွေလှုပ်ဆောင်ရင်းနဲ့ယင်းနှီးတွေ့တာမှုတွေဟာဖွံ့ဖြိုးလာစေမယ်အဲ့လိုမျိုးဖွံ့ဖြိုးလာရင်းနဲ့အတူတူကြံ့ခိုင်ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေလည်းရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကလေးနဲ့မိဘရဲ့ကြားမှာ တွက်ဖက်ညီမှုရှိရမယ်အဖေရဲ့အမေရဲ့ကလေးရဲ့ သုံးရကြမှာသုံးသုံးပလဲပေါ့နော်သူတို့တွေကဒီကလေးပေါ်မှာထားတဲ့မေတ္တာတရားကိုကလေးကခံစားရရှိပြီးတော့မှသူ့ကိုယ်သူ လုံခြုံမှုရှိတယ်လို့ခံစားလာရမယ်သူ့နားမှာသူ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမဲ့သူတွေအစင်သိရှိတယ်လို့သူအဲ ယူဆလာမယ်အဲ့ဒီအခါမှာကလေးဟာတကယ်ကိုလုံလုံချုံချုံနဲ့တကယ်ဆရာတတိရှိရှိနဲ့ဖွံ့ဖြိုးလာမယ်ပျော်ရွှင်စွာနဲ့ဖွံ့ဖြိုးလာမယ်အဲ့လိုမျိုးဖွံ့ဖြိုးလာတဲ့ကလေးလေးတွေကိုကျွန်တော်တို့သူတို့ရဲ့အတွေးတွေထဲမှာကိုပဲပေါ့နော်တကယ်ကိုကြက်ကြက်ခနိုင်နဲ့စွမ်းရည်တွေအားလည်းတဖြည်းဖြည်းနဲ့ခိုင်မာလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒီလိုခိုင်မာလာအောင်လေ့ကျင့်ပေးသွားကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ကျွန်တော်ကနေ့ဆွေးနွေးသွားတာဆိုလို့ရှိရင် အဲမျိုးမျိုးသောဒီ temperament တွေရှိရဲ့အဲ့ temperament တွေကိုဒါကျမတို့လေးလာ သိရှိထားဖို့လိုတယ်အဲတယောက်နဲ့တယောက်ဆိုတာ temperament ညင်းနေမတူကြဘူးပင်ကိုယ်ဇဲလက္ခဏာတွေမတူကြဘူးအဲ့ပင်ကိုယ်ဇဲလက္ခဏာတွေမတူညီတဲ့ပုံမှာမူတည်ပြီးတော့အဲပြုမှုဆောင်ရွက်ပုံတွေကလည်းမတူညီကြဘူးဒါလေးတွေကိုကျမတို့သိရှိထားခြင်းအပြင်အဲ social connection တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ အားကောင်းလာတယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေကိုဖြစ်လာစေတယ်။နောက်တစ်ခါသူ့အပေါ်ကိုပြုစုဆောင်ရှားတဲ့အခါမှာလည်းပဲပေါ့နော်။ဒီ temperament နဲ့ light လျောညီတွေဖြစ်တဲ့ပြုစုဆောင်ရှားမှုတွေကိုရရှိလာအောင် ပေးကြမှာလည်းဖြစ်တယ်။အဲ့တော့ကျတော့ဒီ temperament ဆိုတာအရေးကြီးတယ်။ဒါပင်ကိုယ်ဇေယျလက္ခဏာတွေမွေးကလေးကပါလာတာ။အဲ့ temperament တွေပေါ်မှာမူတည်ပြီးတော့မှတဖြည်းဖြည်းနဲ့သူတို့ရဲ့ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သွေးတွေကပြပြလာတာလည်းဖြစ်တယ်။အဲ့လိုမျိုးသူတို့ရဲ့ temperament အနေနဲ့ကိုယ်ကြီးကိုယ်သွေးတွေဖွင့်ပြလာအောင်ကကျွန်တော်တို့ resilience အဲ့လိုမျိုးဖွံ့ဖြိုးလာတယ်လို့ပဲ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေလည်းဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမှာဖြစ်တယ် အဲ့လိုမျိုးလေ့ကျင့်ပေးရင်းနဲ့ပဲကလေးတွေရဲ့ဒီကဘောနော်ဒီငယ်စဉ်ကလငယ်စဉ်ကာလမှာသူတို့တွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အချိန်နဲ့တပြေးညီရရှိအောင်ဆောင်ရွက်ပေးကြရမယ်ဆောင်ရွက်ပေးတဲ့အခါမှာလည်းပဲသူ့ကိုပြုစုစောင့်ရှောက်နေတဲ့သူအားလုံးကတက်တက်ကြွကြွနဲ့ပေါ့နော်တကယ်ကိုပဲအရေးတယူနဲ့ပြုစုစောင့်ရှောက်ခြင်းညီရရှိလာဖန်တီးပေးကြရမယ်ဆောင်ရွက်ပေးကြရမယ် အဲ့ဒီလူတွေတောင်ဆောင်ရွက်ပေးခဲ့မယ်ဆိုရင်ကျမတို့ရဲ့ကလေးတွေမှာ resilient ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေဟာပုံမိုတွတ်တဲ့အားကောင်းခိုင်မာလာမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်